မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့ဇွန်လ19ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကျင်းနီတဲကားကိုလုံခြုံရေးယူဖို့လိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုတွေရှိတဲ့တဲ့င်။ဒေါင်းနဲ့အချင်းထောက်မှာလိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့အချင်းကြခံရသူအမျိုးသားတဦးကိုဗစ် -19 ရောဂါနဲ့သေဆုံးတဲ့တဲ့င်။သခိုင်းကနေလောက်ခတ်မှုကြောင့်ဒေါင်းဆန်းစုကြည်ဒဏ်ရရှိခဲ့ကြောင်း ငွေနေ့မတိုင်ခင်စုဖောင်ဒေးရှင်းကအတည်ပြုထုတ်ပြန်တဲ့သတင်းရွှေဆိုင်တဆိုင်အမှုချမ်းစီဓမြတိုက်ခံရတဲ့သတင်း MNDA နဲ့ SSPP တို့တွဲဆောင်ဆွေးနွေးပြီးနောက်နေမြင့်အငင်းပွားမှုပြည်လည်မှုရရှိတယ်လို့ဆိုတဲ့သတင်းဒေါအောင်ဆန်းစုကြည်မွေးနေ့အထိုင်အမှန်နိုင်ငံရေးအကျဉ်းသားအားလုံးလို့ခေါင်းစဉ်နဲ့အွန်လိုင်းတွေ့ဆုံမှုတစ်ခုပြုလုပ်တဲ့တဲ့ရင် ဒေါ်ဆန်းစုကြည်ရဲ့နှစ်ရှိဆယ်ပြည့်မွေးနေ့အထည်အမှတ်စူပေါင်းသွေးလူရန်ပွဲကျင်းပပြုလုပ်တဲ့တွင်ဂျပန်ကာဝေးရေးဝန်ကြီးကအစ္စရေးနဲ့အီရန်မှာရောက်ရှိနေတဲ့ဂျပန်နိုင်ငံသားတွေအတွက် SDF လေးနေကိုအသေးပြင်ဆင်ထားဖို့အမိန့်ပေးတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတွင်တစ်ပုတ်အနေနဲ့ဂျင်းနီတဲကားတွေကိုလုံခြုံရေးယူပေးဖို့လိုက်ပါလာတဲ့စစ်ကောင်စီရင်နဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုတွေရှိတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းတိုင်းမုံရွာမြို့မှာဇွန်လ16ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကကျင်းနီတဲတဲ့ကားတွေကိုလုံလုံရေးယူဖို့လိုက်ပါလာတဲ့စစ်ကောင်စီကားရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 LPDF မုံရွာကထုတ်ပြန်ထားပါတယ်။မုံရွာမြို့နာမခါမှတံပြားကကျန်းပါကားတွေနဲ့လုံလုံရေးယူပြီးထွက်ခွာလာတယ်။ဝမ်ပေါင်ကုမ္ပဏီမှကျင်းနီတဲကားရင်တန်းကိုမုံရွာချောင်းလမ်းမိုင်းခင်မုံရွာဘတ်ဆောင်နာအယောက်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သိမ်းဆုံးမှုအသေးစိတ်ကိုတော့ဆက်လက်ဆောင်စမ်းနေဆဲဖြစ်တယ်လို့ဧရိယာ71 MP ရဲ့မုံရွာရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။မုံရွာချောင်းဦးလမ်းမစစ်ကောင်စီတပ်စစ်ကြောင်းနဲ့မုံရွာချောင်းဦးလမ်းမမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကင်းမုံအထက်ထက်ကြားမှာတော်လိုင်းရေးတပ်ဖွဲ့တွေကရေသာမိုင်းလေးလုံးတပ်ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။မိုင်းဆွဲမဲ့အချိန်မှာမိဘပြည်သူတွေရဲ့ခရီးသည်တင်ကားတွေနဲ့ခရီးသွားဆိုင်ကယ်တွေဟာ စစ်ကောင်စီကားရင်တန်းနဲ့အတင်းအချောင်တွေဖြစ်နေတာကြောင့်ခက်ခဲစွာနဲ့လေးစီးမြောက်ကားကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့ကြတယ်လို့သိရှိရပါတယ်။ကားတန်းကိုလုံခြုံရေးလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားပေါ်မှာလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေလမ်းမိုင်းကင်းမုံတွေက40မမတွေနဲ့ပစ်ခတ်တဲ့ကြားကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေကအထီးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Area 71 and PDF မုံရအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးခရီးသွားမျက်မြင်ပြည်သူတဦးရဲ့ပြောကြားချက်အရလေးစီးမြောက်ကားပေါ်မှာအရန်ကားသမားထိခိုက်မှုကိုမြင်တွေ့ခဲ့ရကြောင်းသတင်းရရှိပြီးထိခိုက်ဒေဆုံးမှုရှိမရှိကိုအတိမပြုနိုင်သေးဘူးလို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းမုံရနာမခါမလုံခြုံရေးလိုက်ပါလာတယ်။စစ်ကောင်စီတပ်ရဲ့တပ်များကဂျမ်းမာကားလေးစီးကစကိုင်းတပ်မ33မှမုံရမြို့ကိုအပြန်မုံရချောင်းလမ်းမိုက်တနေရာမှာ ော်လိုင်းရေးတပ်ဖွဲ့တွေကဗီဒါငါးလုံးတွဲမိုင်းပိုင်နဲ့အသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတပုတ်အနေနဲ့ဒေါင်းနေအချင်းထောင်မှာလိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့အချင်းကြခံရသူအမျိုးသားတဦးကိုဗစ် -19 ရောဂါဖြင့်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမကွေမြို့ပြည်သူ့စေယုံကြီးမှာဒေါင်းနေအချင်းထောင်ကနေလွန်ခဲ့တဲ့3ရက်ကရောက်ရှိလာတဲ့ ကိုဗစ် -19 ရောဂါလူနာတဦးဒီကနေ့ဇွန်လ18ရက်နေ့မှာသေဆုံးသွားတယ်လို့စုံစမ်းသိရှိရပါတယ်။လိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းလို့အကျဉ်းချခံရသူအမျိုးသားတဦးဟာဇွန်လ15ရက်နေ့ကမကွေတောင်းနေအကျဉ်းထောင်ကနေမကွေပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူရင်းဇွန်လ18ရက်နေ့မနက်မှာကိုဗစ် -19 ရောဂါကြောင့်သေဆုံးခဲ့တာလို့သိရှိရပြီးတောင်တွင်းကြီးမြို့ရွှေအိုတရက်ကွက်ကအသက်32နှစ်အရွယ်ကိုဘိုဘိုဝင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ မကွေးအချင်းထောင်ကနေရောက်လာတဲ့လူနာလို့ပြောတယ်။ကိုဗစ်ရောဂါနဲ့ဆုံးတာ။လိုင်စင်မရှိတဲ့ဆိုင်ကယ်စီးရယ်ဆိုပြီးမတရားပုံမှအတက်ခံရတဲ့တယောက်ပေါ့။အခုတော့ဆုံးသွားရှာပြီလို့တည်ဆုံးသူနဲ့နီးစပ်သူတဝူးကမြို့တော်ကိုပြောပါရတယ်။တည်ဆုံးသူဟာဇွန်လပထမအပတ်ကတောင်တွင်းကြီးမြို့ပေါ်ကိုဆိုင်ကယ်နဲ့ပလုံကားဖို့ထွက်လာစဉ်စစ်ကောက်စီတပ်ဖွဲ့ဝင်တွေကလိုင်စင်မဲ့ဆိုင်ကယ်စီးရယ်လို့ဆိုကာတောင်တွင်းကြီးတရားရုံးကနေထောင်နံတလချခံရသူဖြစ်တယ်လို့သိရှိရပါရတယ်။ တောင်တွင်းကြီးတရားရုံးကထောင်တလာချလိုက်တာထောင်ထဲမှာကျမ်းမာရေးထိပ်ပြီးစိတ်လဲထိခိုက်သွားပုံရတယ်။ဆိုင်ကလေးအသိန်းခံရတော့မိသားစုကလည်းအတော်ဒုက္ခရောက်နေကြတယ်လို့ပြောတယ်။အခုသေတာတော့လိုက်မပို့နိုင်ရှာကြဘူး။သေတာတော့တီးပါမလားမပြောတတ်ဘူးလို့စေုံနဲ့နီးဆက်သူတဦးကမြို့တော်ကိုပြောပါတယ်။သေဆုံးသူကိုမကွေးမြို့ကပရာဟိတအဖွဲ့ကချမ်းမြေတာယာတုတ်တံမှာလုံထုံးလုံနည်းနေတဲ့အညီစနေတကြထုတ်ပို့ပြီးမိသားစုပေးခဲ့ကြတယ်လို့သိရှိရပါတယ်။ လက်ရှိမကွေးထောင်နေအကျဉ်းထောင်မှာအကျဉ်းသားတွေကိုစေဝါဆောင်ရှောက်မှုလုံလောက်အောင်မပေးထားတဲ့အပြင် ထိတွေ့ကူးစက်မှု ရှိမရှိကိုလည်းစစ်ဆေးတာမျိုးမရှိဘူးလို့အကျဉ်းထောင်နဲ့နှိဆက်သူတွေထံကစုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့သခိုင်းမျက်လျင်လောက်ခတ်မှုကြောင့်ဒေါအောင်ဆန်းစုကြည်တန်းရရှိခဲ့ကြောင်းငွေနဲ့မတိုင်ခင်စုဖောင်ဒေးရှင်းကအတီးပြုတ်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပြီးခဲ့တဲ့မလာ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားခွန်တသမခွန်အစင်ရှိစကိုင်းငလျင်တန်းကြောင့်ဒေါန်ဆန်းစုကြည်ကိုအကျဉ်းချထားတဲ့ထောင်အဆောက်အအုံပျက်စီးခဲ့တာကြောင့်ဒေါန်ဆန်းစုကြည်ရဲ့ဘယ်ဘက်လံမောင်းတန်းရာရရှိခဲ့ကြောင်းအသက်80ပြည့်မွေးနေ့မတိုင်ခင်စုဖောင်ဒေးရှင်းကအတည်ပြုထုတ်ပြန်လိုက်ပါတယ်စုဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဂျင်တော်နဲ့အမှုဆောင်အရာရှိဆုံးဒေါက်တာမိုက်ကယ်မာရက်ခရော့စ်ဘီတို့ကကျွန်တော်တို့ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့စိတ်ချမ်းသာမှုအတွက် အလွန်ဆိုးရင်ပူပန်နေပါတယ်။ကုလသမဂ္ဂကလှုပ်ပေးဖို့တိကျစွာတောင်းဆိုထားပါတယ်။သူ့ရဲ့80နှစ်ပြည့်မွေးနေ့မှာစုဖောင်ဒေးရှင်းအနေနဲ့ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းနဲ့အကန့်အသတ်မရှိလှုပ်ပေးဖို့တောင်းဆိုပြီးဒါဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ပြန်လည်တည်မြဲရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ပြောကြားထားပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေများဖြစ်ကြတဲ့ဖရန်ဆွာဇီမာရီနဲ့ကက်တလီနာဒီလာဆိုတာတို့ကလည်း ဒေါ်ဆန်းစုကြည်ကို2021ခုနှစ်မှာစတင်ကလုံးဝလှုပ်ဝက်ထားပြီးသူ့ရဲ့အသက်အရွယ်နဲ့ငလျင်တန်းကြောင့်ဒဏ်ရာရရှိထားတယ်လို့ယူဆရတဲ့အခြေအနေကိုထည့်သွင်းစဉ်းစားကသူဟာထောင်ထဲမှာတည်ဆုံသွားနိုင်တာကြောင့်ကျွန်တော်တို့အယံစိုးရိမ်မှုဖြစ်ရပါတယ်ဒီအခြေအနေကိုကဘာကြီးကလစ်လူရှုထားတယ်လို့ခန်းစားရတယ်လို့သူတို့ရဲ့စိုးရိမ်မှုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒေါ်ဆန်းစုကြည်ဟာဒီကနေ့ဇွန်လ19ရက်နေ့မှာအသက်80ပြည့်မြောက်ပြီဖြစ်ပါတယ် အသက်80အရွယ်အမျိုးသမီးကြီးတယောက်ကိုအခုအချိန်ထိအကျဉ်းချထားတာဟာစစ်ကောင်းဆောင်တွေရဲ့ရက်ဆက်ရုံမာမှုကိုမိမောင်းထုတ်ပြတာမျိုး ဖြစ်တယ်လို့လည်းနိုင်ငံရေးလေးလာသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဆိုင်တဆိုင်အမှုချမ်းစီတများတိုက်ခိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်တနိုင်းမြို့ကရွှေဆိုင်တဆိုင်ကို ီကနေ့မနက်9:30မိနစ်30အချိန်ခန့်ကအနုချန်းစီဓမြတိုက်ခံခဲ့ရတယ်လို့သိရှိရပါတယ်။တနိုင်းမြို့စွန့်ငံရက်ကွက်မှာဖွင့်ထားတဲ့ဧကရစ်ရွှေဆိုင်ကိုဒီကနေ့မနက်ပိုင်းမှာအမျိုးသား၃ယောက်ဝင်လာပြီးဆိုင်ဝင်နန်းတွေကိုဓာတ်နဲ့ထိုးကာရွှေဆက်နှက်ကြက်သားနဲ့ငွေသိန်းရာချီကိုယူသွားကြတယ်လို့စုံစမ်းသိရှိရပါတယ်။မိုးကခြုံထားတဲ့လူ၃ယောက်ကဆိုင်ထဲဝင်လာပြီးဆိုင်ဝင်နန်းကိုဓာတ်နဲ့ထိုးတယ်။လူငယ်ကတော့စိုးရင်ရတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ တနိုင်းမြို့စစ်ကောင်စီရဲ့တပ်ဖွဲ့ကပြစ်မှုကျူးလွန်သူအမျိုးသား၃ဦးကိုလိုက်လံစုံစမ်းနေတယ်လို့သိရှိရပြီးဒဏ်ရာရရှိသူဆိုင်ဝန်နှန်းကိုလည်းတနိုင်းစီယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ထားရတယ်လို့ကနဦးစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ MNDAA နဲ့ SSPP တို့တွဲဆောင်ဆွေးနွေးပြီးနောက်နေမြေအငင်းပွားမှုပြည်လဲမှုရရှိတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ SSPP တို့အကြားနေမြေအငင်းပေါ်မှုကြောင့်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ဇွန်လ18ရက်နေ့နဲ့ဇွန်လ18ရက်နေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးပြည်လည်မှုရရှိခဲ့ကြတယ်လို့ဒေသခံတွေနဲ့ MNDAA ဘက်ကသတင်းထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ MNDAA တပ်ဖွဲ့ကလျှော့ပေးတဲ့သဘောနဲ့တီဘောနယ်နဲ့လာရှိုးနယ်ကတပ်စခန်းတချို့ဆုပ်ရမယ်။ မင်းညနေက MNDA နဲ့ SSPB ထိတ်တိုက်အနေထားကနေ MNDA ကဆုတ်ခွာသွားပါတယ်လို့ချမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကို လေးလာဆောင်ကြည့်သူတဦးကဆိုထားပါတယ် UWSA ကကမကထပြုဥဆောင်ပြီးပြုလုပ်ခဲ့တယ် MNDA နဲ့ SSPB တို့အကြားတွေ့ဆုံဆွေးနွေးပွဲကိုလာရှိုးမြို့နယ်တန်လင်းရွာမှာပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ UWSA အမှတ်190ရှေ့တန်းစစ်တေတာမှုတက်ရောက်ခဲ့ပြီး MNDA ဘက်ကစုတ်ခွာဖို့လိုအပ်တဲ့တက်နေရာတွေကနေစုတ်ခွာဖို့သဘောတူညီခဲ့တာကြောင့်ပြည်လဲမှုရရှိခဲ့တယ်လို့သိရှိရပါတယ်။မြန်မာအမျိုးသားအမှန်တရားနဲ့တရားမျှတမှုပါတီမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် MNTJB MNDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPB SSE တို့အကြားအစင်းမြင့်တွဲဆောင်ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီးနှစ်ဖက်ဆက်ဆံရေးအပါအဝင်ကိစ္စရပ်များစွာသဘောတူညီမှုရရှိခဲ့ကြောင်း MNDA ဘက်ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲမှာ UWSA ရဲ့930ရှေ့တန်းဒုတိယကုကဲရီမူတက်ရောက်ဦးဆောင်ပြီး MNDA ဘက်ကဒုတိယစေဦးစီးချုပ်အပါအဝင်ကိုစလဲတချို့တက်ရောက်က SSPB ဒုတိယတမှုချုပ်ဘိုးချုပ်ကြီးနိုင်ဖဦးဆောင်တဲ့ကိုစလဲအဖွဲ့တွေတက်ရောက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အခုဇွန်လဆန်းပိုင်းနဲ့ဧပြီလကုန်ပိုင်းတွေမှာတိတုံညာနှစ်ခုစစ်စီရေးနဲ့နေမီတွေတိမ့်ပိုင်နိုင်ခဲ့တဲ့မြောက်ပိုင်းညီနောင်အဖွဲ့ဝင် MNDA နဲ့ SSPP တို့အကြားနေမြေအငင်းပွားမှုကြောင့်လာရှိုးမြို့နယ်နဲ့တီဘောမြို့နယ်တွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမှနိုင်ငံရေးအကျဉ်းသားအလုံးလို့ခေါင်းစဉ်နဲ့အွန်လိုင်းတွေ့ဆုံမှုတစ်ခုပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒေါ်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အပြင်နိုင်ငံရေးအကျဉ်းသားအားလုံးလို့ဆိုတဲ့ခေါင်းစဉ်နဲ့ အွန်လိုင်းတွေ့ဆုံမှုနဲ့မွေးနေ့အခမ်းအနားတစ်ခုကိုဒီကနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ပြီးနိုင်ငံတော်ယာယီသမတဒူဝါလက်ရှိလာအပါအဝင်စုစုပေါင်းလူဦးရေ460ကျော်အထိတက်ရောက်စုတောင်းခဲ့ကြပါတယ်ပထမဦးစွာဒေါန်ဆန်းစုကြည်အတွက်တတိယလွမ်းစုတေးသချင်းများနဲ့ဖျော်ဖြေခဲ့ကြပြီးအခမ်းအနားစတင်ချိန်မှာတော့မွေးနေ့စုတောင်းအမတ်တရအခွင့်အမာစကားတွေအခွင့်အမာစကားတွေအတိအတိပြောကြားခဲ့ကြပါတယ်အခမ်းအနားမှာနိုင်ငံတော်ရဲ့ယာယီသမတဒူဝါလက်ရှိလာကား ဒေါ်ဆန်းစုကြည်ဟာလူလူသဘောထားနဲ့သွေဖယ်တဲ့လောက်ရက်မျိုးကိုမလုပ်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့လည်းလူလူသဘောထားကိုသွေဖယ်တဲ့မြည်တိလောက်ရက်ကိုမှလုံးဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုဂရိပြုပြရစေလို့ပနာမဆူတောင်းအမှားစကားမှထည့်သွင်းပြောကြားခဲ့ပါတယ်။အဒီနာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဦးအောင်ကြည်မြင့်ကလည်းဒီကနေ့နိုင်ငံတော်ရဲ့အတိုင်းအမြံပုတ်ကိုမွေးနေ့ပွဲအခမ်းအနားမှာဆရာနာရှင်စနစ်ကြာဆုံးရေးကဏ္ဍအသီးသီးမှာတာဝန်ထမ်းဆောင်နေကြတယ်။ အမျိုးသမီးတွေကိုလည်းလေးစားစွာချီးကျူးဂုဏ်ပြုကြောင်းပြောပြရစေမြမနိုင်ငံရေးမှာခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကစလို့မြမအမျိုးသမီးများစွာရဲ့အခမ်းကဏ္ဍကလည်းပဲလေးစားထိုက်တဲ့တံမိုးထားလိုက်တဲ့အရာဖြစ်တယ်လို့အရေးပါတဲ့အခမ်းကဏ္ဍလေးဖြစ်ပါတယ်တိုင်းပြည်နယ်လူမျိုးတိုးတက်ခေါင်းဆောင်ရေးအတွက်ကျွန်တော်တို့ရဲ့လူမှုခေါင်းဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ရဲ့ပေးဆပ်မှုများကလည်းအဆုံးမရှိသလိုတံမိုးလည်းမဖြတ်နိုင်ပါဘူး လူတို့ကောင်းဆောင်ကိုတိုင်ကတော့ပေးဆက်မှုလို့သုံးလုံးတာမကြိုက်တယ်လို့သုံးလည်းမသုံးခဲ့ပါဘူးအဲ့ဒီအစားရွေးချယ်မှုလို့ပဲအမြဲအသုံးပြုခဲ့တာပါလို့အခမ်းအနားအမှားစကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်အခမ်းအနားမှာ ခရစ်ယာန်ဘာသာဟိန္ဒူဘာသာဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာစတဲ့ဘာသာပေါင်းစုံမှာခေါင်းဆောင်များကလည်းဆုတောင်းမြတ်တာစကားများပြောဆိုဆုတောင်းခဲ့ကြပါတယ်ဒါအပြင်ဒေတာအတီတီအဖွဲ့အစည်းအတီတီမှာ ဒေါ်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမှဆူတောင်းရုပ်တံဗီဒီယိုများကိုလည်းပြသခဲ့ပြီးအဖွဲ့အစည်းအသီးသီးမှပေးပို့လာတဲ့တဝင်းလွာတွေကိုဖတ်ကြားခဲ့ပြီးနောက်အခမ်းအနားအစီအစဉ်ပြီးဆုံးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမှဆူပောင်းသွေးလူတံပွဲကျင်းပပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အဝေးရောက် AR အသင်း OIA ကနှစ်စဉ်ကျင်းပပြုလုပ်တဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါက်ဆန်းစုကြည်ရဲ့80နှစ်ပြည့်စူပေါင်းသွေးလူတန်းပွဲကိုဒီကနေ့ဇွန်လ19ရက်နေ့မှာထိုင်းနိုင်ငံမဲဆောက်မြို့မှာရှိတဲ့ဆေးရုံကြီးမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အဝေးရောက် AR အသင်း OIA ဟာဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့ကိုမဲဆောက်မှာနှစ်စဉ်ယခုလိုစူပေါင်းသွေးလူတန်းပွဲကျင်းပပြုလုပ်လေရှိပြီးအဖွဲ့ရဲ့260ပြည့်ကလေးကလှုပ်လာခဲ့တာဟာ အခုအချိန်နဲ့ဆို20ကြိမ်ရှိပြီဖြစ်တယ်လို့သိရှိရပါတယ်။ယခုနှစ်သွေးလူဒန်းပွဲမှာသွေးလာရောက်လူဒန်းသူ100ကျော်ပါဝင်လူဒန်းခဲ့ကြပြီ။အခုပွဲဟာဒေါအောင်ဆန်းစုကြည်ရဲ့အမွေအနှစ်ကိုဂုဏ်ပြုအောင်သာမကထိုင်းနဲ့မြမအတိုင်းအဝန်းများကြားခွန်အားဖြစ်စေတဲ့စီလုံးမှုတနာကျင်နာမှုနဲ့အပြန်အလှန်နားလည်မှုတို့ရဲ့တင်ကြတာလည်းဖြစ်တယ်လို့အဝေးရောက်အေယာဝတီအသင်း OIA ကဆိုထားပါတယ်။2021ခုနှစ်နောက်ပိုင်းမှာမဲဆောက်ကိုမြန်မာနိုင်ငံသားတွေဒီဘက်ကိုပို့ရောက်လာတာများတယ်။ ။ e-bike ကိစ္စတွေနဲ့ပတ်သက်ပြီးထိုင်းလူမျိုးတချို့မှာစိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုတာကြားရတယ်။အခုလို့သိလှူတာကဒေါအောင်ဆန်းစွကြည်အတွက်သိလှူတာဖြစ်တယ်လို့ထိုင်းမြန်မာချစ်ကြည်ရေးအတွက်လည်းဖြစ်တယ်။မြမာတွေကိုကုညီဆောင်ရှောက်ပေးတဲ့ထိုင်းအတိုင်းအဝိုင်းကိုတစုံတရာကျေးဇူးတုံ့ပြန်တာလည်းဖြစ်တဲ့အတွက်တချို့စိတ်အနှောက်အယှက်လေးတွေပြေစေနိုင်ဖို့ရည်ရွယ်ခဲ့တာပါလို့အဝေးရောက် AOD အသင်း OIA ရဲ့ Executive Director ကိုဖိုးသကြံကမြို့တော်ကိုပြောပါရတယ်။ လူလူကောင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်တဲ့နှစ်ဖြစ်ပြီးအခုလို့အသက်ကယ်တဲ့လှုပ်ရှားမှုလှုပ်ဆောင်ခြင်းဟာငြိမ်းချမ်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုအပေါ် သူမရဲ့မယိမ်းမယိုင်နဲ့ဂရိကဝတ်ကိုဂွန်ပြုလိုတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျပန်ကာဝေးရေးဝန်ကြီးကအစ္စရေးနဲ့အီရန်မှာရောက်ရှိနေတဲ့ဂျပန်နိုင်ငံသားတွေအတွက် SDF လေးနေအသင့်ပြင်ဆင်ထားကြဖို့အမိန့်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဂျပန်ကာကွယ်ရေးဝန်ကြီးကအစ္စရေးနဲ့အီရာမာရောက်ရှိနေကြတဲ့ဂျပန်နိုင်ငံသားတွေကိုကဲထုတ်ဖို့အတွက်အာဖရိကမှာရှိတဲ့ဂျီဘူတီတို့လေဆောင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C2 တဲယူပို့ဆောင်ရေးလေယာဉ်နှစ်စီးကိုဆေးလွတ်ခဲ့ပါတယ်။အစ္စရေးနဲ့အီရန်အကြားစီးရေးပြပခါများမြင့်တက်လာနေချိန်မှာဘိုးချုပ်ကြီးနာကာတနီကဒီကနေ့ဇွန်လ19ရက်နေ့မှာအခုလိုညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အစည်းအဝေးအရာ ဂျပန်နိုင်ငံသားတွေဟာအစ္စရေးနိုင်ငံမှာ1000ဦးခန့်နဲ့အီရန်နိုင်ငံမှာ280ဦးခန့်ရောက်ရှိနေထိုင်တာဖြစ်တယ်လို့သိရှိရပါတယ်။အစ္စရေးနဲ့အီရန်ကလေဆိပ်တွေကိုပိတ်ထားပြီးဖြစ်တာကြောင့်ကုန်းလမ်းကနေထွက်ခွာလိုသူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းနိုင်မှုဂျပန်အစိုးရအနေနဲ့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ASDF လေယာဉ်တွေနဲ့တပ်ဖွဲ့ဝင်120ခန့်ကိုအသင်းဖြစ်တာနဲ့ဂျီဘူတီကိုချက်ချင်းထွက်ခွာသွားမှာဖြစ်ပါတယ်။ဒါဟာအစ္စရေးနဲ့အီရန်ကလေဆိပ်တွေပြန်လည်ဖွင့်လှစ်တဲ့အခါ ဂျပန်နိုင်ငံသားတွေကိုလေကြောင်းနဲ့ပြန်လည်ခေါ်ဆောင်မှုပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးနာကာတနီကကာကွယ်ရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီးပြည်ပရှိဂျပန်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်တက်နိုင်သမျှဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနာကာတနီကအရှိအလေပိုင်းဒေသရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးသူ့ရဲ့ဝန်ကြီးဌာနအနေနဲ့တုံ့ပြန်မှုအတွက် ဖြစ်နိုင်ခြေရှိတဲ့အရေးယူဆောင်ရွက်မှုအမျိုးမျိုးကိုထည့်သွင်းစဉ်းစားသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အကြီးတန်းအရာရှိတဝူကလည်းကုန်းလမ်းတည်ယူပို့ဆောင်ရေးအတွက်ဘတ်ကားတွေဟာအီရန်နိုင်ငံကနေဒီကနေ့မနက်ပိုင်းမှာထွက်ခွာသွားဖို့စီစဉ်ထားပြီးအစ္စရေးနိုင်ငံကဘတ်ကားတွေကတော့ညနေပိုင်းမှာအိန္ဒိယနိုင်ငံတွေကိုထွက်ခွာသွားဖို့စီစဉ်ထားကြောင်းပြောကြားခဲ့တာပဲဖြစ်ပါရဲ့ရှင်။ မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးတွေမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်